အားလုံးမင်္ဂလာပါဗုဒ္ဓ channel မှာပြန်လည်ကြိုဆိုပါရစေဒီ channel လေးမှာမြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့တရားတော်များတမန်အကြောင်းအရာများနဲ့ထူးဆန်းအံ့ဩပွင့်အတန်ထွက်ဇာတ်လမ်းများကိုတင်ဆက်ပေးနေရမှာဒီနေ့မှာတော့သမထကမ္မထံအားထုတ်ခြင်းဖြင့်ဖြစ်ပေါ်ရရှိခံစားနိုင်တဲ့အကျိုးကျေးဇူးများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။သမထအားထုတ်ခြင်းသည် တမာတိကိုထူထောင်ခြင်းဖြစ်သည်တမထသည်ဝိပဿနာဖြစ်ခြင်း၏အကြောင်းတရားတစ်ခုလည်းဖြစ်သည်တမထအာထုတ်ခြင်းဖြင့်စိတ်ဤစင်ကြဲခြင်းစိတ်ဤသိမ့်မှွေ့ခြင်းစိတ်ဤတည်ကြည်ခြင်းကိုဖြစ်စေသည်တမထရှု၍ဇံရနေခြင်းတမာတိအာကောင်းနေခြင်း၌ဝိပဿနာအချင်းအရာတစ်ခုခုကို မြင်ရကြားရသိရပါကအ ਨੇ ဆုံးသောတာပန်ဖြစ်နိုင်ပြီး ယဟန္တာအထီတော်ဖြစ်နိုင်ပါသည်မြတ်စွာဘုရားသည်တမထအာထုံဤများကိုအချင်းဤဖြစ်လျင် ဟောလိမ့်မည်မဟုတ်ပေဝိပဿနာအတွက်ကြီးစွာသောအထောက်အကူဖြစ်၍မြတ်စွာဘုရားသည်တမထအာထုံဤများကို စနစ်ကျစွာဟောထားခြင်းဖြစ်သည်ဝိပဿနာရှုသူတို့သည်လည်းစိတ်အမှတ်ဖြင့်ပထမဦးဆုံးအားထုတ်နေခြင်းသည် သမထသာဖြစ်နေပါလိမ့်သည်အဘဲကြောင့်သို့သောဝိပဿနာဉာဏ်အမြင်ဖြင့်မပေါ်သေးသောကြောင့်ဖြစ်၏အာထုယင်သမထအာကုံငါးချိန်၌သာဝိပဿနာဉာဏ်ပေါ်၏ထိုသို့ဝိပဿနာဉာဏ်ပေါ်မှသာဝိပဿနာဖြစ်လာပါသည်ထို့ကြောင့်သမထနှင့်ဝိပဿနာသည်ပထမဦးဆုံးအာထုတိအခါကား ရှုမှတ်ပုံဆင်သူ၏ဝိပဿနာဉာဏ်ပေါ်ချိန်၌ကကွဲပြားသွားလိမ့်၏သို့သောဇံလန်းဖြင့်ဇံရနေသူများသည်ဝိပဿနာရှုလျင်ယဟန္တာအထီတောင်ဖြစ်နိုင်ပါသည်ဇံရနေသူများသည်တာမန်လူများ၏စိတ်ထံအစာပေါင်းများစွာတိမ်မွေ့၍ဝိပဿနာဉာဏ်အမြင်ကိုလွယ်ကူစွာရနိုင်သူများဖြစ်ကြပါသည် မြတ်စွာဘုရားသည်လည်းတမထကမထံအာနာပါနဖြင့်အာထုတ်ခဲ့သူဖြစ်၏အာထုတ်ရင်သရုတ်ထဇံအထိရောက်ပြီးမှဝိပဿနာဉာဏ်ပေါ်လာပြီးထိုဝိပဿနာဉာဏ်ကို စင်ကျင်ခြင်းကြောင့်အာတဝောကုန်ခန်းကဘုရားအဖြစ်သို့ရောက်တော်မူ၏ထို့ကြောင့်ဘေတမထအာထုတ်ခြင်းကိုမဆိုအချင်းဤမဟုတ်ပေမိမိအာတန်တိကမထံကိုအာထုတ်နိုင်၏ မြတ်စွာဘုရားသည်ဖျားဖြစ်ပြီးနောက်မိမိသိသောတရားသည်နတ်နေသောကြောင့်ငါသိသောတရားသည်နတ်နေ၏သိမ်မွေ့၏မြင်နိုင်ခြင်း၏ငါသည်တရားဟောတော်လဲတတ္တဝါတို့ကကိလေသာထုပြော၍ငါတရားကိုမြင်နိုင်မည်မဟုတ်ပေငါပင်ပန်းယုံသာရှိ၏ဟုတရားမဟောရန်အကြံဖြစ်၏ထိုအကြံကိုတဟံပတိမြမမင်းကြီးသိ၍ မြတ်စွာဘုရားအားတရားဟောရန်တောင်းဆိုလေ၏ထိုအခါမှမြတ်စွာဘုရားသည်မိမိတရားကိုနားလည်လောက်သည့်သူတို့ကိုကြည့်၏ထိုအခါမိမိ၏ဆရာဖြစ်ခဲ့ဘူးသောအာလာယယတိကိုမြင်၏အာလာယယတိသည်ဇန်တမာဘတ်၈ပါးရှိသည်မှာခုနှစ်ပါးကိုရထားသူဖြစ်၏ထို့ကြောင့်တစ္ဆာတရားကိုလွယ်ကူစွာအလင်းမြန်သိနိုင်သူဖြစ်၏ အာလာယယတိအာတရားဟောမိအကြံဖြစ်သောနတ်သားတူကထိုယတိကွဲလွန်သည်မှာခုနှစ်ရက်ရှိပြီဟုပြောသဖြင့်ဆက်လက်ဆင်းကျင်သောမိမိ၏ဆရာဖြစ်ခဲ့ပူသောဥဒကယတိသည်ဇန်တမာဘတ်၈ပါးလုံးကိုရထားသဖြင့်တရားကိုလှည့်မြန်စွာသိနိုင်၏ထိုကြောင့်ဥဒကယတိအားတရားဟောမိကြံသောယခင်နတ်ကပင်ဥဒကယတိယမန်နှင့်တကောင်ရ၌ကွဲလွန်သွားကြောင်း ပြောသဖြင့်ဆက်လက်၍ကြည့်ရှုသောတရားအထုတ်မှုအဟုန်ရှိ၍တရားကို လွယ်ကူစွာနားလည်လောက်သောပြင်စဝကီယဟန်၅ပါးအားမြည်၏ထို့ကြောင့်ပြင်စဝကီယဟန်၅ပါးအားတရားဟောရန်သွားပြီးဝါဆိုလာပြည်နေ၌ဓမ္မစကြာတရားကိုဟောရာအရှင်ကောင်းတင်ညာသည်သောတာပန်ဖြစ်လေ၏ဝါဆိုလာပြည်ကျော်တရားနေ၌အရှင်ဝတ်ပါနေရနေ၌ အရှင်ဗတ္တိယ၃ရက်နေ၌အရှင်မဟာနံ၄ရက်နေ၌အရှင်အတ္တစီတို့သည်အတိတိသောတာပန်ဖြစ်ကြလိမ့်၏ဤသို့သောတာပန်ဖြစ်ကြရသည်မှာတမထအာထုတ်ခဲ့သည့်အဟုန်ကြောင့်ဖြစ်လိမ့်သည်ထို့ကြောင့်တမထကအချီးနှီးမဟုတ်ပေ၅ရက်နေ၌မြတ်စွာဘုရားအနတ္တလက္ခဏာတုတ်ကိုဟောပြီး၍ ယဟန်၅ပါးဝိပဿနာကို ရှုပွားကြလေတော့အတိအသယဟန်နာဖြစ်ကြလေ၏မြတ်ဗုဒ္ဓတို့တရားမဟောရင်အကျံဖြစ်တကယ်သို့ဖြစ်စေကဗုဒ္ဓတို့သည်လည်းထို့သို့ပင်အကျံဖြစ်၏သစ္စာတရားကကိလေသာထူပြောသူတို့ကိုမြင်နိုင်ခဲ့သည့်တရားဖြစ်သောကြောင့်ဖြစ်သည်ထို့ကြောင့်ပင်ဖြစ်စေကဗုဒ္ဓတို့သည် သစ္စာတရားကို မဟောခြင်းဖြစ်၏ ပစ္စေကဗုဒ္ဓတို့သည် များသောအားဖြင့်တယောက်တည်းချမ်းချမ်းသာသာနေတော်လေလူတို့ဤအခြေအနေကိုလိုက်၍အဆုံးအမပေးတတ်၏သို့သောပစ္စေကဗုဒ္ဓတို့အဆုံးအမပေးသောတရားကသစ္စာတရားမဟုတ်ပေတံဝေကရပွေရာတရားသာဖြစ်၏သစ္စာတရားကိုကိလေသာ ထူပြောသူတို့သိနိုင်ခဲ့သည်ကိုသိသဖြင့်မဟောခြင်းဖြစ်ပေ၏ မြတ်စွာဘုရားမပေါ်ချိန်၌တောထဲ၌တမထကမထံပွားများအားထုတ်သူတို့များတော်လေမြတ်စွာဘုရား ပွင့်ပြီးသည့်အချိန်၌ကသာသနာပ၌အားထုတ်သူတို့အလွန်ရှားပေ၏မရှိသလောက်ရှားပေ၏သာသနာထဲ၌သာပွားများအားထုတ်ကြပေ၏ထို့ကြောင့်မြတ်စွာဘုရားသည်တမထတရားကို အချင်းအနီးဟောသည်မဟုတ်လုံးစွာအကျိုးရှိ၍ပင်ဟောခဲ့ခြင်းဖြစ်၏ ဝိပဿနာအတွက်အထောက်အကူကောင်းဖြစ်၍ပင်ဟောခဲ့ခြင်းဖြစ်၏ဥက္ကဟနမိတ်အစဉ်နှင့်ပฏิပါကနမိတ်အစဉ်ကောင်းကင်ကတိုင်းနှင့်မိကတိုင်းရှု၍ဥက္ကဟနမိတ်ရလွယ်ပါသည်မိကတိုင်းကပို၍ရလွယ်ပါသည်မိကတိုင်းရှုရင်ရှုခြင်းမှာပင်မျက်စိမှိတ်လိုက်ရင်နမိတ်ပေါ်တတ်ပါသည်ဒါပေမဲ့အဲ့ဒီနမိတ်ဟာမတည်မြဲပါဘူး မကြခင်ပျောက်ွယ်သွားတတ်ပါတယ်။ဒါကြောင့်ဒီနမိတ်ဟာဥက္ကဟနမိတ်မဟုတ်ပါဘူး။ဥက္ကဟနမိတ်ကိုရထားရင်ထိုနမိတ်ကိုတရက်ထိုင်ကြည့်လဲနမိတ်မပျောက်ပါဘူး။ဘယ်အချိန်မှမျက်စိမိတ်မိတ်အာယုန်ထဲမှာမြင်နေရပါတယ်။ဘလို့ပဲနင်းနေမျက်စိမိတ်လိုက်ရင်အာယုန်ထဲမှာမြင်နေရပါတယ်။ခက်မောင်မောင်အခန်းထဲမှာဆိုရင်မျက်စိဖွင့်ထားရင်လည်းမြင်ရပါတယ်။ ဥက္ကဟနမိတ်အစစ်ဟာတပတ်ကြာရင်လဲအာယုန်တဲကမပြောက်ပါဘူး၎င်းမှ၎င်းကိုမှဥက္ကဟနမိတ်လို့ခေါ်တာပါဒါပေမဲ့ဒီနမိတ်လောက်နဲ့မရသေးပါဘူးဒီနမိတ်ဟာဘာမှမဟုတ်သေးပါဘူး၎င်းနမိတ်ကိုမျက်စိမှိတ်ပြီးအလေးလေးအဖန်ဖန်ရှုပွားရပါတယ်ရှုပွားပြီးစိတ်အလွန်ငြိမ်သက်လာခြင်းနမိတ်တောက်ပြောင်းလင်းလက်လာပြီး နှစ်သက်ပွဲကောင်းလာခြင်းကိုရောက်မှာပฏิဘာကနမိတ်ရတယ်လို့ခေါ်တာပါပฏิဘာကနမိတ်ရထားသူရဲ့စိတ်ဟာပုံမှန်ငကိုစိတ်ထက်အတိုင်းအဆမရှိအောင်ငြိမ်သက်တိမ်မွေးတည်ကြည်အေးချမ်းသွားပါလေဒီနမိတ်မှာပထမဆန်းအင်္ဂါအချင်းရာ၄ပါးတွင်အနှင်းငယ်ပေါ်နေပါပြီပฏิဘာကနမိတ်ရသွားသူရဲ့စိတ်ဟာ ုံမှန်စိတ်နဲ့နှိုင်းဆလို့မရအောင်ငြိမ်သက်တိမ်မွေ့သွားပါတယ်။ပုံမှန်စိတ်ထက်အလွန်အလွန်ငြိမ်သက်တိမ်မွေ့တည်ကြည်အေးချမ်းသွားပါတယ်။ပฏิဘာကနမိတ်ဟာပြက်လွေ၍ရခဲ့ပါတယ်။ပြက်သွားလျင်ရဖို့ခဲရင်ပါတယ်။ပฏิဘာကနမိတ်နဲ့ဝိပဿနာကူးရင်ရနိုင်ပါတယ်။သို့တော့ပฏิဘာကနမိတ်သည်ပြက်လွေကြလွယ်ပါသေးတယ်။ ပฏิဘာကနမိဖြင့်တောတာပန်ဖြစ်ဖို့လွယ်ပေမယ့်ယဟန္တာဖြစ်ဖို့ကခဲရင်မှသိတယ်။ထို့ကြောင့်ထိုပုဂ္ဂိုလ်ဟာအနှစ်နှစ်အလားလားလုံလအာထုတ်၍အဖန်ဖန်အခါခါအာထုတ်မှုကိုပြုမှယဟန္တာဖြစ်နိုင်ပါတယ်။အာတဝောကုန်နိုင်ပါတယ်။ဤသို့အာထုတ်မှုမပြုလျင်ယဟန္တာတပါးပါးကသစ္စာတရားကိုစနစ်ကျစွာအဖန်ဖန်ဟောမှခန္ဓာဤမမြဲခြင်း ဒုက္ခဖြစ်ခြင်းအဆိုးမရခြင်းကို အဖန်ဖန်ဟောမှပฏิပါကနမိတ်ကိုရထားသူသည် ထိုတရားကိုစင်ခြင်းပါကတလနလသုံးလအတွင်ယဟန္တာဖြစ်နိုင်ပါလေထိုပฏิပါကနမိတ်ကိုရထားသူသည် အကြောင်းတစ်ခုခုအဖြစ်တစ်ခုခုကြောင့်လုံလဆက်၍အဖန်ဖန်အားထုတ်မှုမရှိတော့လင် ထိုပฏิပါကနမိတ်လည်းပျောက်သွားနိုင်ပါလေထိုသူသည်ခန္ဓာဤမမြဲခြင်း ဒုက္ခဖြစ်ခြင်းအဆိုးမရခြင်းတို့ကို မစင်ခြင်းမိခဲ့ပါက သောတာပန်လည်းမဖြစ်ပါ စင်ခြင်းမိရင်အ ਨੇ ဆုံးသောတာပန်ဖြစ်နိုင်ပါတယ်ဒါကြောင့်ယဟန္တာအဖြစ်သူအလွယ်နည်းနဲ့ရောက်ခြင်းသူတို့သည်တမာတမာတိကိုရအောင်ကြိုးစားရပါမယ်သရုဒ္ဓဇံကိုတမာတမာတိဟုခေါ်ပါတယ်သရုဒ္ဓဇံကိုရရင်တမာတမာတိကို ရသည်ဟုဆိုပါတယ် ထိုတမာတမာတိကိုရမှာယဟန္တာဖြစ်ဖို့လွယ်ကူပါတယ်ထိုပုဂ္ဂိုလ်တို့လည်းခန္ဓာဤမမြဲခြင်းဒုက္ခဖြစ်ခြင်းအဆိုးမရခြင်းကိုစင်ကြင်မှယဟန္တာဖြစ်ပါတယ်သို့မဟုတ်ယဟန္တာတပါးပါးကသစ္စာတရားကို စနစ်ကျစွာဟောမှယဟန္တာဖြစ်နိုင်ပါသေးတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့တမထကမ္မထအာထုတ်ခြင်းဖြင့် ရရှိခံစားနိုင်တဲ့အကျိုးကျေးဇူးများနဲ့နိဗ္ဗာန်သို့တက်လှမ်းနိုင်မယ့်ဤလန်းကောင်းများကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ထူးဆန်းအံ့ဩဖွယ်ဗီဒီယိုလေးမှာပြန်ဆောင်ကြအောင်ခင်ဗျာ